အတန်ကြောင်ဒါရိုက်ကူးကြီးတွေနားလိုက်ရတာရှိတယ်ပြီးတော့ကိုယ်ကိုလာပြီးတဲ့ဆက်မှာကိုယ့်ရဲ့ဒီတန်နဲ့မလိုက်ဖက်တဲ့ခါမှာလာပို့ဘယ်လိုခေါ်မလဲအားနာရတဲ့အပိုင်းနေလဲရှိရဆိုတော့ဟိုဈားထဲမှာပိတ်တက်နဲ့ gap အများကြီးဟာသွားတယ်ပေါ့နော်ကို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 စူးစားနေရမယ့်အချိန်မှာကိုအနေနဲ့ဒါကြီးကဒီ accident ရုတ်တရက်ဖြစ်သွားတဲ့အချိန်မှာအာဘလူးမမတက်နိုင်ဘောเนาะဒါပြီးတော့အတန်းလည်းဟိုသူများကြီးပြောသလိုမျိုးပေါ့ခွဲလိုက်လို့လည်းအဲဘလူးကောမလဲကိုကဒီဟာကို ဘာစစ်ဖြစ်မှာလဲဆိုတော့ကိုမသိနိုင်ဘူးလေနော်ကိုခွဲလိုက်လို့ကောင်းသွားရင်လည်းကောင်းသွားမယ်ခွဲလိုက်ပြီးတော့မှဒီတော့ထိန်းသွားရင်လည်းထိန်းသွားမယ်ပြီးတော့ချက်ချင်းဟိုဆေးတောက်လိုက်လို့လည်းမရဘူးဆေးကူးလိုက်လို့လည်းမရဘူးချက်ချင်းဒါအခုဆေးတောက်ပြီးတော့အခုပြောက်လို့လည်းမရတဲ့ခါကျအချိန်အများကြီးပေးရမယ်ဆိုတဲ့အခါကျတော့ဟိုဟာအများကြီးကြားထဲမှာပေါ့နော်ဒီအချိန်ကြီးအများကြီးပေးခဲ့ရတဲ့ဟာဆိုတော့ကိုနေနေဆိုရင်တော့ဒါကိုစူးစမ်းရမယ်ဒီအမှုပြညာမှာဒါအများကြီးနစ်နာခဲ့ရတာပေါ့ဟုတ် ဲဒီ character လေးကတော့ဒါညီမအနေနဲ့ဒါ အရင်ပေါ့နော် character အနေနဲ့ပြန်ပြီးတော့ချိန်းထားတယ်ပြီးတော့နော်ပထမဦးဆုံး character လို့လည်းပြောလို့ရမယ်ပြီးရဲ့အခါကျရင်အဒီကားလေးထဲမှာဆိုတာညီမအနေနဲ့ character ချိန်းထားရတဲ့အတွက်ကြောင့်မလို့အခက်ခဲတွေကလည်းအများကြီးရှိရဲအစိန်ခေါ်မှုတွေကလည်းအများကြီးရှိရဲပေါ့နော်ပြီးရောဘယ်လိုမျိုးလဲဆိုတော့အဲစပင်းနေနဲ့ဆိုးရတာအပိုင်းနေပေါ့နော်ကိုမင်းဦးကလိုချင်တဲ့အပိုင်းမရအောင်မချင်းတော့လောက်ခိုင်းနေသူကိုအဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲအဲ့လိုလုတ်ပြရတဲ့အပိုင်းလေးတွေရှိရပြီးသားတဲ့အခါကျရင်အကူက ဩဒီတေးလိုချင်တဲ့သူဆိုတော့ဗောနော်အဲ့ဟာကိုရလိုက်နိုင်မှုတော့ကိုပြင်ဆင်ရတဲ့အပိုင်းနေရှိတယ်။နောက်တစ်ခုကကြတော့ညီမဆိုရင်ဒါဒီ series ကိုလက်ခံတဲ့အချိန်တော့လေညီမရဲ့အတန်ကဒါပြိတက်တိတဲ့အတိုင်းပဲအရင်တော့မဲ့အတန်ဗောနော်။ဒါပေမဲ့ဒီရိုက်နေနေမှာညီမဒီအတန်အိုးဗောနော်ရိုက်နေနေအတန်အိုးထိသွားတဲ့အချိန်မှာညီမအတွက်ကလေအရန်ကိုခေါင်းကြည့်ပါတယ်။ဘာလို့ဆိုတော့ပါဝင်တဲ့ဒီဗောနော်စီနီယာတွေကအကုန်လုံးဗောနော်အဲစီနီယာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီအတန်နဲ့ဗောနော်ကိုယ့်ရဲ့ဒီ character က တခါမှလည်းကိုကဒီဒီရိုက်နေနေမဖြစ်ဘူးလေဒီလိုအစီအစံမျိုးကမဖြစ်ဘူးတဲ့အခါကျတော့အရန် surprise ဖြစ်သွားပြီးတော့ဟိုရှူတင်မှာပေါ့နော်ကုကုကိုဒီမှုကိုမနှဲရအောင်ဆွဲခေါ်ရတယ်ဒီခါလေးကြာရင်လေအဲ့မှုကြီးနဲ့ဒီအတိုင်းနဲ့လေးပျောက်ပြီးတော့အကူမင်းလိုချင်တဲ့ပေါ့နော်ပုံစံတွေမရောက်မှအရန်ဆိုရဲအကူကလည်းနင်တာလောက်ရအောင်အဲ့လိုပြောတဲ့အခါကျတော့လေပို့ပြီးတော့လေ emotion ကလေပို့အရန်တက်သွားပြီးတော့လေ ိတ်ထဲမှာအဲ့လိုရိုက်နေတဲ့အချိန်မှာလေဘာမှမသိတော့ပဲအချိန်လေးရောက်ဖြစ်သွားတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒါအကုတ်လည်းကျေးဇူးအများကြီးတင်တယ်အရန်ဟိုမှာဒါဒီ character ပေါ်မှာဟောပေါ့နော်ဒီစိတ်ခံစားချက်ရှိနေတာတော့မှကိုကအာနာမှုနဲ့လေကိုအတန်ထိသွားတဲ့အတွက်ကြောင့်မလို့ဒီဇက်ကပေါ်သွားမှာဆိုရဲစိတ်နဲ့ဖြစ်နေတဲ့အချိန်မှာအများကြီးပေါ့နော်တွန်းအားပေးခဲ့တဲ့အတွက်ကြောင့်မလို့ဒါအကုတ်လည်းအများကြီးကျေးဇူးတင်ပါတယ်အပိတ်သက်ကလည်းဒီထွက်လာတဲ့အခါကျရင်ပေါ့နော်ဟော နားလေပြီးတော့ဒါချစ်ရှိပြီးတော့အပြစ်ပါအောင်လို့လည်းပြောချင်နေရှင်ဟုတ်ကဲ့အဲညီမတို့ဒါရိုက်နေနေပုံမှန်ပဲမဟုတ်နေထိုင်မကောင်းဖြစ်တဲ့နှာစီးရဲ့ပေါ့နော်နှာစီးရဲ့အကြောင်းတို့ရဲဆိုတော့ဩဒီတိုင်းမဲ့အတန်ဝင်နေနှစ်ရက်လောက်နေဒါပြန်ကောင်းမယ်ပေါ့အဲ့လောက်အဲ့လောက်မျိုး normal လောက်ပဲထင်ခဲ့တာဒါမဲ့အဲ့ချိန်မှာအကူကစပြောနေတန်နေနည်းနည်းပြောင်းနေတယ်နော်တဲ့ဘာလဲတဲ့အဲဘာလဲဘာဖြစ်တာလဲဆိုတော့အကူအတန်ဝင်တာပေါ့နော်ဆိုတော့ဩအေးအေးပေါ့ ပြစ်ဆက်ရိုက်တယ်ဆက်ရိုက်တယ်ရိုက်တဲ့ချိန်တန်ပိုးရဖြည်းဖြည်းတက်လာတဲ့ချိန်မှာဒီအတန်ကိုစိတ်ထဲမှာမရှိတော့ဘူးမသိတော့မသိတော့ဘဲနဲ့နောက်ဆုံးဒီတန်ပိုးဆင်းအကြီးကြီးပေါ့နော်အဲတန်ပိုးအတက်ဆုံးဆင်းကိုရိုက်တဲ့အချိန်မှာအကုန်လုံးပြောချိန်မှာဒီတိုင်ရတော်တော်ကြီးကွဲထွက်နေအဲ့ချာမှာကိုယ်အတ္တိပြောင်းဝင်ပြီးတော့ဟေးငါအတန်ဘာဖြစ်တာလဲဆိုတော့မှတတော်ကွဲထွက်သွားပြီးတော့ဗောနော်အလိုအတန်းနောက်တယောက်ဖြစ်ဟိုဗောနော်အအကြီးကိုဖြစ်သွားတာဆိုတော့အဲ့လောက်ထိဖြစ်သွားဆိုတော့ရိုက်နေနေသူက ်ညီမတို့လည်းဒါမတိလိုက်တော့ဘူးမတိတော့ဘဲနဲ့အတန်ပြောင်းသွားတယ်ပြောင်းသွားတဲ့အချိန်မှာပြီးတော့နောက်တစ်ခုဆက်ရိုက်တဲ့အချိန်မှာအတန်အမှန်တမ်းပြောဆောင်မရတနာခိုင်းတာဒီတောင်ပေါ့နော်မရိုက်ပဲနဲ့ဒီခဏလေးအနာပေးပါအချိန်မှာကိုကအနာမပေးပဲနဲ့ဒီဇက်တိုက်ကိုဒီ pressure ပေးလိုက်တဲ့အချိန်မှာဒါအတန်ပိုဆိုးသွားတယ်လို့တော့ဟုတ် ခုတော့ဒါကျမရဲ့အခြေအနေလေးပဲလေးရှိတယ်ဟုတ်ကဲ့ဒါအခုဆိုရင်ပေါ့နော်ညီမခုနကတော့ဟိုစဖြစ်တာဆိုရင်ဒါနှစ်ချီပြီပေါ့နော်နှစ်ချီတဲ့အချိန်မှာဒါညီမတော့လေဆရာဝန်ကလည်းပြောတာပြီးဒါချက်ချင်းပြောင်းပြီးတော့မကောင်းနိုင်ဘူးအချိန်ယူရမယ်အချိန်ကြာမယ်အဲအဲ့အချိန်မှာညီမခုနတော့ကဒီ pressure ပေါ့နော်ဒီတစ္ဆာပြင်သာစီရင်ဆိုတဲ့ pressure မှာကိုယ့်ရဲ့ဒီ interview မိတ်ဆက်ကိုစပြီးတော့ပြောပြီးတော့ပြောလိုက်တဲ့အချိန်မှာကိုကိုကိုဘာဝင်သွားလဲဆိုတော့ဟေးငါတန်က ဒီပေါ့နော်ဒီဇကားထဲမှာပါတဲ့အတန်နဲ့အခုတန်နဲ့ဆိုရင်ဒါပြန်ကောင်းလာတာပဲဆိုရင်စိတ်ကဒါပထမအဆုံးညီမခံစားလိုက်ရတယ်ပေါ့နော်ဟိုကိုပုံမှန်ကတော့ဒါ ုယ့်ရဲ့ဒီအတိုင်းရတာ normal အတိုင်းပါလို့ကိုကိုထင်နေတယ်ဒါပေမဲ့ဒီကားပြလိုက်တဲ့အချိန်မှာကြားလိုက်ရတဲ့အတန်နဲ့ကိုယ့်ရဲ့လက်ရှိအတန်နဲ့စဉ်းစားလိုက်တဲ့အချိန်မှာအော်ငါပြန်ကောင်းလာဒါပဲဆိုတဲ့စိတ်ကလေးဖြစ်တဲ့အတကြောင့်မလို့ဒါအခုချိန်ရဆိုဒါတဖြည်းဖြည်းပေါ့နော်အချိန်ယူပြီးတော့ဒါပြန်ကောင်းလာတဲ့ဘက်တော့ရောက်နေပါပြီရှင့်ဟုတ်ပါဘောနော်ဟုတ်တယ်ရှင့်ဘောဆိုဟိုညီမတို့ကြတော့ဒီအတန်ကိုလည်းအားပြုရတဲ့အခါမျိုးမှာဆိုရင်ဒါကိုယ်အနေနဲ့အနည်းငယ်နဲ့အပိုင်းကြီးလည်းရှိတယ်ပေါ့နော်ကြားထဲမှာဆိုညီမဒီအတန်ကြောင့်ဒါရိုက်ကူးကြီးတွေနားလိုက်ရတာရှိတယ်ပြီးတော့ကိုယ်ကိုလာပြီးတဲ့ဆက်မှာကိုယ့် ဒီအတန်နဲ့မလိုက်ဖက်တဲ့ခါမှတော့ဘာလို့ခေါ်မလဲအားနာရတဲ့အပိုင်းနေလဲရှိရဆိုတော့ဟိုဈားထဲမှာပိတ်တက်နေ gap အများကြီးဟာသွားတယ်ပေါ့နော်ကို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 စူးစားနေရမယ့်အချိန်မှာကိုအနေနဲ့ဒါကြီးကဒီ accident ရုတ်တရက်ဖြစ်သွားတဲ့အချိန်မှာအာဘလူးမမတက်နိုင်ဘောเนาะဒါပြီးတော့အတန်းလည်းဟိုသူများကြီးပြောသလိုမျိုးပေါ့ခွဲလိုက်လို့လည်းအဲဘလူးကောမလဲကိုကဒီဟာကို ဘာစစ်ဖြစ်မှာလဲဆိုတော့ကိုမသိနိုင်ဘူးလေနော်ကိုခွဲလိုက်လို့ကောင်းသွားရင်လည်းကောင်းသွားမယ်ခွဲလိုက်ပြီးတော့မှဒီတော့ထိန်းသွားရင်လည်းထိန်းသွားရမယ်ပြီးတော့ချက်ချင်းဟိုဆေးတောက်လိုက်လို့လည်းမရဘူးဆေးကူးလိုက်လို့လည်းမရဘူးချက်ချင်းဒါအခုဆေးတောက်ပြီးအခုပြောက်လို့လည်းမရတဲ့ခါကျအချိန်အများကြီးပေးရမယ်ဆိုတဲ့အခါကျတော့ဟိုကအများကြီးကြားထဲမှာပေါ့နော်ဒီအချိန်ကြီးအများကြီးပေးခဲ့ရတဲ့ဟာဆိုတော့ကိုအနေနဲ့ဆိုရင်တော့ဒါ ကိုစူးစမ်းရမယ်ဒီအမှုပညာမှာဒါအများကြီးနစ်နာခဲ့ရတာပေါ့ဟုတ်ဟုတ်ကဲ့အဒီကားလေးရဆိုရင်တော့ဒါပုံသက်တွေထိတဲ့အတိုင်းပဲဒီမိသားစုနှစ်ဖက်အနေပေါ့နော်ဒီအာဃာရတွေဒီလောဘတွေအမာနတွေပေါ့နော်ပြိုင်မြို့ဒီအမွေပေါ့နော်ဒီအမွေကိစ္စတွေ ਨੇ ဒါလူချတဲ့ပေါ့နော်ဒီကိုယ့်ရဲ့ဒီအတ္တတွေရှည်တန်းတည်မြို့လောဘတွေပါလာတဲ့အချိန်မှာဒီမိသားစုတွေဒီစစ်စစ်လုံလုံကနေပေါ့နော်ဒီပျက်စီးသွားတာတွေပါလာမယ်နောက်တစ်ခုကကြတော့ဒီဘဝတွေအများကြီးอ่ะ ိုဘယ်လိုခေါ်မလဲသူ့ရဲ့ character တစ်ခုချင်းစီကိုဒီကကိုမင်းဟိုကတေချာလေးရိုက်ပြတာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး live ကလည်းဒါအပြင်မှာဆိုတာကဒါညီမတို့ကရိုက်ပြတာတယ်ဆိုတာဒီ story တစ်ခုပဲရှိရဲဒါပေမဲ့အပြင်မှာ detective ဆိုတဲ့ story လည်းရှိရဲ အဲတက်လျာဆိုတဲ့ကောင်မလေးမျိုးဆိုတာလည်းအများကြီးရှိနိုင်တယ်ပြီးတဲ့အခါကျဒီလိုမျိုးပိုင်ကေဟာဒီမိသားစုလိုမျိုးပေါ့နော်ဟိုနမိတ်တွေနဲ့သာတင်စည်းထားမယ်ပတ်စံလေးအများကြီးချမ်းသာပေးမယ်အထဲထဲမှာစီလုံးမျိုးမရှိဘဲနဲ့ပေါ့နော်ဟိုမိသားစုချင်းတောင်မှပဲဒီလက်ငါးချောင်းတောင်မှညီပဲနဲ့ပေါ့နော်တယောက်နဲ့တယောက်ကဒီဆောင်းမြောင်းဩပေါ့နော်မုံတီးပြီးတော့ပေါ့နော်အဲ့လိုမျိုးမိသားစုတွေဆိုတာလည်းအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ဟိုတင်ငန်းစာတွေဆိုတာကတော့ စကားတကားဆိုတော့ချိတက်မယ်ဆိုရင်တော့တကယ်လာယူတက်ရင်တော့ဒါအများကြီးပါလို့တော့ညီမတို့ပြောချင်နေရှင့်ဟုတ်ဟုတ်ကဲ့ပါဒါလက် ဟုတ်ကဲ့ရှင်ညီမပေါ့နော်ဒီကားလေးမှာပါညီမရဲ့ကားတွေကဒါအရှိမလဲဒါညီမဒါပြိတက်နေနည်းနည်းလေးခက်ကခြားတာအဲခြားခြားသွားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အခုဆိုရင်ဒါဇက်တိုက်အဲဒီလာနောက်လာပေါ့နော်ဇက်တိုက်အကုန်လုံးဒါအွန်အေးပြန်တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြိတက်ကလည်းကြီးရှုပြီးတော့အားပေးပါအောင်လို့ပြောချင်တယ်ပြီးတော့အဲတခုပေါ့နော်အဲ request လုပ်มาကြတော့ညီမရဲ့ဒီဆဆဖြစ်တဲ့ဒီအတန်နဲ့ရိုက်ကူးခဲ့ရတယ်ပေါ့နော်ဒီဇလန်းတွဲလေးတွေကိုလည်းဟို းနားလဲပြီးတော့ကြည့်ရှုပြီးတော့အားပေးပါလို့လည်းပြောချင်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါကျေးဇူးပါဟုတ်